ကဲဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့ဆက်တွယ်ရေးစနစ်တစ်ခုလုံးဟာနိုင်ငံတော်ရဲ့အစွမ်းထက်တဲ့စောင့်ကြည့်ရေးကိရိယာတစ်ခုအဖြစ်ဘယ်လိုမျိုးပြောင်းလဲသွားခဲ့တယ်လဲဆိုတဲ့အကြောင်းကိုအသေးစိတ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီမေခွန်းကမြန်မာနိုင်ငံကလူတန်းပေါင်းများစွာအတွက်တော့စိတ်ကူးရမေခွန်းတစ်ခုမဟုတ်တော့ပါဘူး2021ခုနှစ်စက်တအာနာသိမ်းပြီးနောက်ပိုင်းမှာဒါဟာကြောက်စရာကောင်းတဲ့လက်တွေ့ဘဝတစ်ခုဖြစ်လာခဲ့ပါတယ် ဒါဆိုဒီလိုအခြေအနေမျိုးကဘယ်နေဘလို့စားဖြစ်လာတာလဲဒီဖြစ်ဖြစ်ကိုရှင်းရှင်းလင်းလင်းနားလည်ဖို့ဆိုရင်နိုင်ငံရဲ့ဆက်တွေရဲ့ကွန်ရက်တစ်ခုလုံးကိုပေါ်မှာအခုလိုအပြည့်အဝထင်းထုံနိုင်တဲ့အထိဘလို့ဖြစ်ပေါ်လာတယ်လဲဆိုတာကိုအရင်ဆုံးကြံကြည့်ရပါမယ်ဒီအကြောင်းကိုရှင်းရှင်းလင်းလင်းမင်းနိုင်ဖို့ဆိုရင်တော့အာနာသိမ့်ပြီးနောက်ပိုင်းမှာမြန်မာဆက်သွယ်ရေးစည်းကွက်မှာဖြစ်ပေါ်ခဲ့တဲ့ကြီးမားတဲ့ပြောင်းလဲတွေကိုအရင်ဆုံးလေ့လာကြည့်ဖို့လိုပါတယ်ဟိုရင်2020တွေမတိုင်ခင်ကဆိုရင်တော့ဈေးကွက်ထဲမှာနိုင်ငံပိုင်လုပ်ငန်းတွေအပြင်နိုင်ငံတကာအော်ပရေတာတွေပါရောင်းတော့ပြီးရှိခဲ့ပါတယ် ဒါပေမဲ့အခုဒီဇာမာမြင်တဲ့အတိုင်းပဲအာနာသိမ်းပြီးနောက်မှာတော့အခြေအနေကလုံးဝပြောင်းပြန်ထစ်သွားပြီးထိန်ချုံမှုအာနာအားလုံးဟာစစ်တပ်နဲ့သူ့မဟာမိတ်ကြီးရဲ့လက်ထေကိုပဲရောက်သွားခဲ့ပါတယ်။နိုင်ငံရေးအခြေအနေမတင်ကင်းတာတခုတည်းမဟုတ်ပါဘူး။အာနာပိုင်တက်တွေရဲ့ကြီးမားတဲ့ဖိအားတွေကြောင့်ပါပဲ။ဒီအခြေအနေကြောင့်နိုင်ငံတကာကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ဒယ်လီနောနဲ့ဦးရီဒူးတို့ဟာသူတို့ရဲ့လုပ်ငန်းတွေကိုရောင်းချပြီးမြန်မာနိုင်ငံကနေထွက်ခွာသွားဖို့ဆိုတဲ့ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ရပါတယ်။ ကဲအခုအရေးကြီးဆုံးမေးခွန်းစီကိုရောက်လာပါပြီဒီလောက်ကြီးမားတဲ့ connect တွေကိုရောတန်းနဲ့ကြည့်တဲ့သုံးဆွဲတွေရဲ့အချက်လက်တွေကိုရောဘယ်သူတွေကဆက်ပြီးထိန်းချုပ်သွားတာလဲတယ်လီနော်ကတော့ရွှေပြိုင်ဖြူးဆိုတဲ့ company ပါဝင်တဲ့လုပ်ငန်းစုတစ်ခုကအမေရိကန်ဒေါ်လာ105တန်နဲ့ဝယ်သွားခဲ့ပါတယ်နောက်ပိုင်းမှာတော့သူတို့ Artons Zbi နာမည်ပြောင်းလိုက်ကြတယ် ဒီရွှေပြိုင်းမြို့ကုမ္ပဏီရဲ့ပိုင်ရှင်ဦးတန်းဝင်းစိုးဆိုလာပါလေပတ်တိုင်းတွေအရဆိုရင်စစ်တပ်ရဲ့ထေပိုင်ခေါင်းဆောင်တွေအာနာတိုင်ခေါင်းဆောင်ကိုတိုင်နဲ့ပါအလွန်နီးစပ်တဲ့ဆက်ဆံရေးရှိလဲလို့ဆိုကြပါဗါးအလားတူပါပဲဦးဒီတို့ကိုရောင်းချလိုက်တဲ့နေရာမှာလဲစိတ်ဝင်စားစရာဒါမှမဟုတ်စိုးရိမ်စရာကောင်းတဲ့နောင်ကွယ်ကဆက်နွယ်မှုတွေရှိနေပြန်ပါတယ်ဒီနေရာမှာတကယ်ကိုစိုးရိမ်စရာကောင်းတဲ့အချက်ကတော့ Nine Communication ဆိုတဲ့ကုမ္ပဏီဟာ မြန်မာစစ်တပ်အသက်လက်နက်ဝယ်ယူပေးနေတယ်လို့ဆွဆွဲခန့်ထားရသူတို့နဲ့ဆက်ဆက်နေတယ်လို့တရင်ရဲမြင့်တီကဖော်ပြနေကြတာပါပဲအခုဆိုရင်ဆက်တွယ်ရေးကွန်ရက်တစ်ခုလုံးကသူတို့လက်ထက်ရောက်သွားပြီဆိုတော့အနာပိုင်းတွေကဒီအခြေခံအဆောက်အုံကိုတွန်းပြီးပြည်သူတွေကိုဘလို့တွေစောင့်ကြည့်နေတယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ရအောင်ဒီစကားကတော့တယ်လီနော်ရဲ့ဒါရိုက်တာဟောင်းတူကိုရိုင်းပြောခဲ့တာပါတကယ်ကိုတုံလုတ်စရာကောင်းတဲ့အချက်အလက်ပဲ 88မျိုးဆက်ចောင်းသားកောင်းဆောင်ကိုជីមីဖန်ស៊ីခံရမှုဟာတယ်လီနော်ဘက်ကနေသူရဲ့ဒုံဆွဲသူအချက်အလက်တွေလွဲပြောင်းပေးလိုက်တာနဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့ဆိုတဲ့အချက်ပါပဲဒီလိုအခြေအနေတွေကြောင့်လူတွေကြားထဲမှာကြောက်ရွံ့မှုတွေကတဖြည်းဖြည်းလွှမ်းမိုးလာပါတယ်ဖုံးပြောရင်တော့စစ်ကောင်စီလိုစကလုံးမျိုးကိုတမင်ချောင်ပြောရတယ်နောက်ဆုံးကုံစင်းနှုံးတတ်တဲ့ကြောင့်ကြီးတာမြေတော်မလုတ်ရတော့ဘာလို့လဲဆိုတော့ကိုယ်စကားတွေကိုတိအောင်ရောက်ကနားထောင်နေမလား မတားခံရမလားဆိုပြီးစိုးရိမ်နေကြရလို့ပါပဲအနာပိုင်းတွေတုံးတဲ့နေလိုက်တွေကလည်းမျိုးစုံပါပဲတယ်လီကုန်းတွေကိုခေါ်ဆိုမှုမှတ်တမ်းတွေအချက်အလက်တွေပေးဖို့အတင်းအကျပ်ဖျားပေးတာတွေခူကံမှုအားကောင်းတဲ့နေရာတွေမှာအင်တာနက်လိုင်းတွေဖုန်းလိုင်းတွေဖြတ်တောက်တာတွေဒါပြင်ဖုန်းခေါ်ဆိုမှုတွေကိုကြားဖြတ်နာထောင်တာတည်နေရာကိုချာခံတာတွေကစနောက်ဆုံးစင်ကမဖို့တင်ရင်ဇီဝအချက်အလက်တွေပါဖြစ်မနေပေးရတဲ့အထိလွတ်ဆောင်လာပါပဲ ။ဒါကတော့သူတို့တီးစောင့်နေတဲ့စောင့်ကြည့်ရဲ့နိုင်ငံတော်ရဲ့အတိတ်ကအုံမျက်လို့ပြောလို့ရပါတယ်။နိုင်ငံသားတယောက်ချင်းစီရဲ့မျက်နှာမျက်လုံးတူငယ်အိမ်လက်ဆက်ချောင်းလုံးရဲ့လက်ပွေအထိပါတဲ့ဇီဝအချက်လက်တွေကိုတနေရာထဲမှာ စုစည်းထားတဲ့အေယာမ database ကြီးတစ်ခုပေါ့။အဲ့ဒီလိုစုထားတဲ့ data တွေကိုဒီအတိုင်းထားတာမဟုတ်ပါဘူး။ AI နီးပညာသုံးမျက်နှာ facet တွေနဲ့ပေါင်းစပ်ပြီးဒီနိုင်ငံလုံးမှာတပ်ဆင်ထားတဲ့ CCTV ကင်မရာတွေ၊ mobile စနစ်တွေကနေတဆင့်လူတွေကိုအချိန်နဲ့တပင်းညီချာခံနိုင်တဲ့စောင့်ကြည့်ရေးကွန်ရက်ကြီးတစ်ခုကိုတည်ဆောက်ထားတာပါဒီလိုလုံရက်တွေအားလုံးကိုတရားဝင်ဖျားလုပ်ဖို့အာဏာပိုင်းတွေကပါလုပ်လေဆိုတော့နိုင်ငံသားတွေကိုရေးကိုတာ လုံခြုံမှုကိုအကာအကွယ်ပေးထားတဲ့ဥပဒေကိုပဲသူတို့စိတ်ကြိုက်ပင်စင်ရေးဆွဲလိုက်ပါတယ်ကဲဒီလိုအမြဲတမ်းစောင့်ကြည့်ခံနေရတဲ့ပဝင်းကျင်မာရော လူတွေကကိုယ့်ကိုယ်ကိုကားကွယ်ဖို့ဘာတွေလုပ်နေကြသလဲကျွမ်းကျင်သူတွေကရောဘလို့အကြံဉာဏ်တွေပေးချပါသလဲကျွမ်းကျင်သူတွေရဲ့အကြံမြူချက်တာရောရှင်းပါတယ်တာမန် SIM ကက်ကနေ direct phone call တွေ SMS ပို့တာတွေကလုံခြုံမှုအလွန်နည်းပါတယ်အဲ့ဒီအစား signal လိုမျိုး end to end encryption လို့ခေါ်တဲ့ E2E စနစ်သုံးတဲ့ app တွေကိုသုံးဖို့အလေးနဲ့တိုက်သွင်းထားပါတယ်ပါလို့လေဆိုတာဒီစနစ်ကပေးပို့သူနဲ့လက်ခံသူကလည်းပြီးကြားလူကနေစာတွေကိုလုံးဝဖတ်လို့မရအောင်ကာကွယ်ပေးထားလို့ပါပဲ။ဒါမဲ့အဲ့လို လူဝဆာဝစနစ်သုံးတဲ့ app တွေသုံးရင်တော့လုံးဝလုံခြုံမီလားဆိုတော့အဲ့လိုလည်းမဟုတ်ပြန်ဘူးအဲတရင်နေရာဆုံးအာနာပိုင်းနေရာဒီနိုင်ငံထုတ်ဒီ packet inspection DBI ဆိုတဲ့အစစ်မဲ့နေပြန်ကိုသုံးပြီးတော့ဘသူကဘယ် app ကိုဘယ်ရှင်မှာသုံးနေလဲဆိုတာမျိုးကိုကွန်ရက်အစစ်မှာကာတွေကစောင့်ကြည့်နိုင်နေတော့မှာပဲဒီအချက်တွေအားလုံးကကျွန်တော်တို့ကိုအဖြေရခတ်တဲ့မေးခွန်းတစ်ခုနဲ့ကြံနေခဲ့စေပါတယ်နိုင်ငံတနိုင်ငံရဲ့ digital ကဘာတစ်ခုလုံးကိုအပြည့်အဝထိတ်ချုပ်ထားတဲ့အခါ တက်ကဲကိုရဲကိုတာလက်လက်ခွဲနဲ့လုံကြုံမှုဆိုတာဘယ်နေရာမှာမှအမှန်တကယ်ရှိနိုင်တော့မှာလဲ